ုတ်တန်တစ်ချက်ကတကဘာလုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်တယ်ဆိုတာကို Predator စိတ်ကူးရင်ဘူးလည်းမသိဘူးကဘာမှာ The Paintress ဆိုသောနတ်ဆန်သည့်အရာကြီးတစ်ခုကရေးချိုက်လိုက်တဲ့နံပါတ်တစ်ခုရကိုယ့်အသက်ကအဲ့ဒီနံပါတ်ပြည့်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်ရဲ့အချိန်ပြည့်ပြီပေါ့နော်လူတွေအများကြီးနှစ်ဆင်နှစ်ဆင်အသက်တွေဆုံးရှုံးရတယ်ဒီ game က expeditioners ခေါ်ဒီလိုရက်ဆက်တဲ့ကံကြမ္မာဆက်ဝန်းကိုအဆုံးသတ်ဖို့ရဲရင်တဲ့ mission ထမ်းဆောင်ပြီးများ အဲ့ဒီအထက်က33ချိန်မြောက်အဖွဲကိုကျွန်တော်တို့အဓိကမြင်ရတာပေါ့ဒီဗီဒီယိုက33ချိန်မြောက်အဖွဲနောက်လိုက်ရင်လည်း Clear Obscure Expedition 33ရဲ့ဇာတ်လမ်းကိုတင်ဆက်သွားပေးပါပါဇလန်ကပထမအဦးဆုံး eradication လူတွေပျောက်ကွယ်သေးခြင်းတဲ့ဖြစ်စဉ်အဲ့ကနေ69နှစ်အကြာမှာစတယ်ဗောနော် the fracture လို့ခေါ်တဲ့ဖြစ်စဉ်မှာဗောနော်လူမီယဲမျိုးကကဘာကြီးနဲ့ကင်းကွာသွားပြီးတော့ သမုတ်တရားလည်းမှာဟိုအင်အားတစ်ခုခုကြောင့်လွင့်သွားပြီးကြံ့ရင့်ခဲ့တဲ့အချိန်ကနေစတယ်ပေါ့နော်လူမြေမြို့မှာနေထိုင်တဲ့လူတွေတော့ကကြတော့သမုန်လုံးလေးစကော်ဒီကြောက်တိုင်ကြီးမှာပေါ့နော် The Paintress ဆိုတဲ့အရာကြီးကတနည်းတစ်ကြိမ်လုံးထလာပြီးနံပါတ် တစ်ခုကိုရေးဆွဲတယ်အဲ့ဒီနံပါတ်နဲ့အသက်တူတယ်ဆိုလို့ရှိရင်ပေါ့နော်ပန်းလေးတွေအဖြစ်ပြောင်းလဲပြီးတော့ပျောက်ကွယ်သွားတယ်ပေါ့နော် နှစ်တိုင်းနှစ်တိုင်းလည်းနံပါတ်ကကောင့်တောင်းဖြစ်တယ်ပေါ့နော်လူတွေရဲ့အသက်ကတဖြည်းဖြည်းတိုးသွားပြီဖြစ်တယ်နောက်ကြတော့ဗျာနှစ်စဉ်လူတွေပြတ်သုံးတဲ့ဖြစ်စဉ်ကိုတို့က gomash လို့စတင်ရည်ညွှန်းကြတယ်ပေါ့နော် gomash ဆိုတာက ပြင်သစ်ဘာသာစကားပေါ့နော်ဒီ eraser တို့မို့ deleter ပေါ့နော်ဟိုဖြတ်စည်းတဲ့အရာကြီးတစ်ခုလို့အဓိပ္ပာယ်ထွက်တယ်ပေါ့နော်ဆိုတော့လူမြင်းမျိုးမှရှိတဲ့လူတွေအားလုံးမျိုးသုံးမသွားစေဖို့ပေါ့နော် expedition အဖွဲ့တွေကိုဖွဲ့စည်းခဲ့ပြီးတော့သူတို့ကို the paintress racer နာမည်အဖြစ်နာမည်ပေးထားတယ်သူတို့ရဲ့ mission ကကြတော့ monolith ဆိုတဲ့ကြောက်တိုင်ကိုချီတက်ပြီးတော့ the paintress ကို ဖြက်စင်းရန်တာမြင့်ရန်နီးလန်းရှာဖွေမှုပဲဖြစ်တယ်။ဂိမ်းရဲ့ဇာတ်လမ်းအရတော့သူတို့ကလူမြင်ရဲမှနောက်ဆုံးကွန်မတ်ဖြစ်စဉ်အပြီးမှာပေါ့နော်။ Operation 33အဖွဲ့ကတောက်ခွာသွားကြတယ်။ကမ်းခြေသို့ရောက်တာနဲ့သမင်းအဖြူနဲ့အသက်ကြီးကြီးလူကြီးတွေကသူတို့ကိုတိုက်ခိုက်တားဆီးရယ်ပေါ့နော်။ထူးဆန်းနာကအဲ့ဒီလူက expectation အဖွဲ့ uniform ကိုဝတ်ဆင်ထားတယ်။ OB ထူးဆန်းနာကသူကအသက်အရန်ကြီးနေတယ်။သူကဘလို့ gold mask ကိုရှင်သန်ကြံရိတ်ခဲ့တာလဲ။အဲ့ဒီခေါင်းဖြူနဲ့လူကလုံးဝတွန်းဆမှုမရှိပဲ expectation အဖွဲ့တကူတော့တိုက်ခိုက်တက်ဖြတ်လို့အနိုင်ရတဲ့လူများလည်းလုံးမြောက်နိုင်ခဲ့တယ်ပေါ့နော်။ ဂူစတာဖ်ကလွန်မြောက်တဲ့နေရာမှာတိုးဖြစ်တယ်။ကန်းကျစ်ဘော်ကဖြစ်စဉ်ပြီးမှရေဒဂုံအနီးတွင်노ထလာပြီးသူဘာကြောင့်အသက်ရှင်နေနေတယ်ကိုမသိဘူး။သူသိတဲ့အရာကကျတော့သူကဆက်သွားမယ်ဆိုတာကိုသူသိတယ်ပေါ့နော်။ twin twin နဲ့ expeditioner အလောင်းနဲ့အများကြီးပုံပြီးတော့တင်လာတဲ့အလောင်းပုံကြီးသူတွေ့လိုက်ရတယ်။အဲ့ဒီမှာသူကစိတ်သက်သာပြီးတော့ဂူစတာဖ်ကသူ့ရဲ့ဥကောင်းကိုတနက်ပြင်းထိုးချင်ပြီးတော့ကိုယ့်ကိုတတ်ဖို့ကြိုးစားတယ်ပေါ့နော်။ဒါပေမဲ့ လူနေရပေါ်လာပြီးတော့သူ့တားလိုက်ပြီးတော့သူ့မရှင်ကိုဆက်လုံးအောင်ဆရာထက်တန်းစေဖို့အားပေးနိုင်ခဲ့တယ်ပေါ့နော်အစီအစဉ်ရတွေ့ဆုံရမယ့် point ကိုတွားရင်နဲ့စာတစ်ခုထွင်လာတဲ့နေရာတစ်ခုတွေ့ကြလိုက်တယ်အမှားကတော့ Myel ပေါ့နော်ဒီ Gustav ရဲ့မွေးစမ်းညီမငယ်လို့ပဲပြောမှာပေါ့နော်အဲ့ဒီ Myel ကမြောက်ပတ်ရှိလိမ်မော်ရောင်ကြောက်တမ်းများနဲ့နေသောနေရာတစ်ခု အဲ့နောက်မှာလုံခြုံတဲ့အဲ့ shelter ကိုခေါ်ဆောင်သွားတယ်ဆိုပြီးတော့ဒေးရတယ်အဲ့ဒီတင်လွန်စာနောက်ကိုလိုက်ပြီးတော့နောက်ဆုံးမှာထူးဆန်းတဲ့မန်နာအင်းကြီးတစ်ခုတည်းမှာမာယာကိုတွေ့ရတယ်မာယာကကန်းချီမဖြစ်ရပြီးတော့သူကအဲ့ဒီနေရာလေးနိုးထလာပြီးတော့ curator ကိုနန်းဆန်နေတတ်တော်တစ်ကောင်ရဲ့သူ့ကိုကူညီခဲ့ကြအောင် expectation တွေကိုပြောပြတယ်အဲ့သူတို့သုံးဦးက the paint dress ကိုရှာဖွေခီးဆက်ကြတာပေါ့နော်အဲ့ဒီအင်းကြီးထွက်ပြီးတော့မကြမီအချိန်မှာပဲသူတို့က gaster မျိုးမျိုးတွေပေါ့လူမီယဲမှာရှိတဲ့ dannary လာတတ်တော်များတယ် မတကောင်ပေါ့နော်အဲ့တကောင်နဲ့တွေ့တယ်ပေါ့နော်တဲ့ကောင်နာမည်နိုကိုလို့ခေါ်တယ်နိုကိုက the paintress ကြီးကိုပင်လယ်ကိုဖြတ်ကူးရမယ်လို့သူတို့ပြောပြတယ်ပေါ့နော်ဒါပေမဲ့သူတို့မှအတောင်ပိုင်းလည်းမရှိရေရက်မြေလည်းမရှိတော့ဆိုတော့ပင်လယ်ကိုဖြတ်လို့ရမယ်ဟောဘူးဆိုပြီးတော့ဒါကြောင့်မလို့ Gaston Joe ကိုတွားပြီးတော့ကြီးကကောင်းဆောင် Gold Gra နဲ့တွေ့ပြီးတော့ပင်လယ်ဖြတ်နည်းကိုမင်းမြန်းပါဆိုပြီးတော့သူအကြံပေးတယ်ပေါ့နော်သူကြီးကလည်းရောက်လည်းရောက်သူတို့ကစီရဲနဲ့ပြန်တွေ့တယ်ပေါ့နော်ဆိုတော့စီရဲကလည်းကန်းကြေးရဖြစ်စဉ်ကိုသူအသက်ရှင်ခဲ့တယ်ပေါ့နော် တော့အခုဆိုလို့ကျရင်အဖွဲ၄ဦးဖြစ်သွားပြီးတော့ဒါပါတီမမ်မဖူးဖြစ်သွားပြီနော်သူတို့အားလုံးကိုဂရာစီကိုသွားပြီးတော့ပင်လယ်ဖြတ်နီးကိုမေးတယ်မဟုတ်လားကိုဂရာကျတော့ SK ဆိုတဲ့နောက်ဟို guest တကောင်ရှာဖွေပြောတယ်သူတို့ကဒီ SK ကသူတို့ပင်လယ်ဖြတ်ခုပုကူညီပေးမယ်ဆိုပြောတယ်ပေါ့တော့ SK ကိုသွားရှာရင်လည်းသူတို့စကန်ချနေတယ်မှာမာယန်ကရုတ်တရက်သူကအချိန်ကသူ့အတွက်ရက်တန့်သွားလို့ဖြစ်ပြီးတော့သူမရဲ့ရှေ့ပေါ်မှာနင်းနဖုံးဝတ်ထားတဲ့သဘင်ဖြူနဲ့အမျိုးသမီးတယောက်ပေါ်လာပြီးတော့ Expedition 33ကိုကမ်းကျင်မှာတိုက်ခိုက်ခဲ့တဲ့လူကြီးလေးပေါ်လာတယ်။သူကပြောပြတယ် ါတွေအရာအလုံးကမာရဲ့အမားဖြစ်ပြီးတော့သူကအရာရာကိုပုံဆုံးအောင်လုပ်နေတာသူလုံးမဲ့စာအင်ပြင်းမြင့်လူမြင့်ရဲ့နောက်ဆုံးရက်များကိုအေးအေးကုံဆုံးပါလို့ဒါကနောက်ဆုံးသတိပေးချက်ပဲလို့ပြောပြီးတော့အရာအလုံးကပုံမှန်နိုင်ပြန်ဖြစ်သွားတယ်ပေါ့နော်အချိန်ရက်တက်မှုမရှိတော့ဘူးမမာရဲ့လမ်းပြန့်သွားပြီးခြားသူတွေကလည်းမဖြစ်သွားနားမလည်ပဲနဲ့သူကြည်ကြသူ့မေးကြတယ်ပေါ့နော်စွန်နာဖြစ်စဉ်က MSO တစ်ခုကိုပဲမတ်တဲ့သဘောမျိုးလားဘာလားဆိုတော့မာရဲ့အပါဝင်လူတွေအလုံးကဖြစ်မှန်ကိုမသိကြဘူးပေါ့နော်နောက်နေ့မှာအဲ့ဒီအဖွဲ့က SKO ရှာဖွေရင်ထွက်ခွာတယ်ပေါ့နော် SKD တွေ့လဲတွေ့ရဆိုကြီးမားသောအားကောင်းသောလုံးဝပျော်ပျော်ရွှင်ရွှင် very happy ဖြစ်တဲ့တက်တော်ရကောင်ဖြစ်တော့လဲသူကတော်တော်လေးပြင်းနေပါတော့။သူကသူ့ရဲ့အိမ်ကြီးချင်းစီကိုတွားပြီးတော့ precious stone တစ်ခုကိုယူလာတောင်းဆိုတယ်ပေါ့နော်။အဲ့ဒါမှာ expedition အဖွဲ့ကိုပင်လယ်ဖြတ်ကူးပေးဖို့သူကကူညီပေးနိုင်မယ်လို့ပြောတယ်။ဆိုတော့အဖွဲ့ကလည်း SK ရဲ့အိမ်ကြီးချင်းကိုတွားရှာတော့ SK လိုမျိုးပျော်ပျော်ကောင်လိုမျိုးဖြစ်မယ်လို့မျှော်လင့်ကြတယ်။အမှန်ကတော့ဟိုလုံးဝစက်ကျင်ပဲပေါ့နော်။ဒေါသထွက်လဲပြီးတော့အရန်ဆဲဆိုတတ်တဲ့ ဟိုစကားပြောတဲ့ကြောက်တုံးတော်တော်ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ပါကြောက်တုံးကိုသူတို့ရယူခဲ့ပြီးတော့ SK ကအဖွဲကိုပင်လယ်ဖြတ်ကူးကူညီဖို့သဘောတူလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာဆိုးဆိုးဝါးပြစ်စင်တခုဖြစ်သွားပါတယ် Ooh what about that one Does it really matter? say, it's not about the rock. It's more about... ူစတာဖ်ကမာယိုကိုကာကွယ်ဖို့မိမိကိုယ်ကိုစတေးလိုက်တယ်ဆွန့်လွတ်လိုက်တယ်ဆိုလို့ရှိရင်လည်းချင်းနေပဲဖြစ်သွားတယ်ဘိုးတော်ကလွန်တရာအားကောင်းနေတယ်သူကမာယဲကိုပါတတ်ဖို့အချင်းလုံးမလို့ပဲရှိသေးတယ်ပေါ့ဒဇိန်တယောက်ကပေါ်လာပြီးတော့မာယဲကိုကယ်တင်နိုင်တယ်ပေါ့နော်နောက်ကျွန်တော်ဆက်သိရတာကကြတော့မာယဲကိုကယ်လိုက်တဲ့သူကဘွာဆိုလို့ခေါ်တယ် expedition 0ပထမဦးဆုံး expedition အဖွဲ့ဝင်တစ်ခုဖြစ်ပြီးတော့ expedition 0အဖွဲ့ဝင်များက commerce ဆိုတဲ့အသက်ပြင်သေးတဲ့ဆိုတဲ့ဟာပေါ့နော်အဲ့ဒီဖြစ်စံသူတို့ကိုတာယောက်မှုမရှိဘူးဆိုပြီးအဲ့ဒီအကြောင်းရင်းကိုရှင်းပြ expedition 3တွေကိုလိုက်တိုက်ခိုက်နေတဲ့အဖိုးကြီးဆိုတာက renoir လို့ခေါ်တယ်ပေါ့နော် expedition 0ရဲ့ commander ဖြစ်တယ် renoir ကသူ့ကိုမသေးပဲ အမဲရှင်သန်နိုင်နေမှုက The Pinterest ပေးတဲ့လက်ဆောင်တစ်ခုအဖြစ်ယုံကြည်ထားပြီးတော့ The Pinterest ကိုတတ်ပါကသူလဲသိဆုံးမဲ့ဟိုယုံကြည်ဒီဒါကြောင့်မို့လို့သူက inspiration အားလုံးကိုတတ်ပြစ်ပြီးတော့လူမြဲကလူတွေအားလုံးကိုတက်ဆာဖောက်တယ်လို့ Vaso ကတော့ရှင်းပြတယ်ပေါ့နော်။အဲ Vaso ကလည်း Gustavo စားပေါ့နော်။ဖွဲ့တဲ့တော့ဝင်ရောက်ပြီးတော့တိုင်းနဲ့သူတို့ကနောက်အင်းအကြီးတစ်ခုထပ်တွေ့ကြပြီးတော့ပေါ့နော်။ဟိုမာယဲကိုအစကကဲကဲ the curator လို့ခေါ်တဲ့အဲသူနဲ့တော်တော် ပုံစံတူတဲ့ထူးဆန်းတဲ့အမျိုးသမီးတယောက်နဲ့တွေ့ကြတယ်ပေါ့နော် မတိုင်မီချိန်မှာပဲအဲ့နယ်ကိုရနွားနဲ့သမင်းဖြူသမီးတယောက်ပေါ်လာပြီးတော့သူတို့တွေကအကုန်လုံးနင်းနီးကက်ကက်နေတယ်နင်းတဆက်ကတော်တော်ရင်းနေတယ်ဆိုတတိထားမိတယ်ရနွားကအမှမှန်တရားတွေကိုချပြတယ်ဗာဆိုကသူ့ရဲ့သားဖြစ်တယ်ဒါပေမဲ့ဗာဆိုကလောလောဆယ်နေတယ်သူကသူ့မိသားစုကိုတစ္ဆာဖောက်ပြီးတော့သူ့မိသားစုထက်ပေါ့နော်သူ့ရဲ့စံနှုန်းတွေ idea တွေအနောက်ကိုပဲလိုက်နေတာပေါ့ဆိုပြီးရနွားကရှင်းပြတယ်ပေါ့နော်ဗာဆိုနဲ့အဖွဲ့ကကြတော့ဒီခီးဆက်သွားဖို့ရင်နောက်ပြီးတော့ Gustav တို့ကလဲစားချစ်ဖို့ရယ်ရနွားနဲ့တိုက်ခိုက်ကြတယ်ပေါ့နော် တပ်ပွဲအလယ်မှာဗာဆိုကမိုင်ယာကိုအလေးစရာလို့ခေါ်လိုက်မိတယ်။ရုတ်တရက်ပဲအချိန်ကအရင်ကလိုရက်တန့်သွားပြီးတော့သမင်ဖြူအမျိုးသမီးကမိုင်ယာရှိနေပေါ်လာ။သူ့မျက်နှာပုံချွတ်ပြလိုက်ပြီးတော့အမာရွတ်တွေနဲ့ပြည်နေတဲ့မျက်နှာကိုပြပြီးတော့မိုင်ယာကို vision တစ်ခုပေါ့နော်။သူမရဲ့မိသားစုအကုန်သေသွားစေခဲ့တဲ့မိလောင်မှုတစ်ခု ပြတ်လိုက်ပြီးထို့နောက်မန်နာတစ်ခုလုံးနဲ့တရား runner ပါညာအဲ့ဒီနေ့မှာဘာမှမရှိတော့ဘူး။အကုန်အတူတူပြတ်ွယ်သွားတယ်ပေါ့နော်။မိုင်ယာရဲ့ expectation အဖွဲသားတွေအတွက်ကကျွန်တော်မျိုးပုံးနေနေပဲကြံရင်ခဲ့တယ်ပေါ့နော်။ဒါနဲ့ပဲ အဖွဲ့ကသူတို့ရဲ့ key ကိုဆက်သွားတယ်။စင်ခုံမှုများကိုရင်ဆိုင်ရင်းနဲ့ဘိုင်းနဲ့ညိုင်းနဲ့ expedition အဖွဲ့က the curator လို့ခေါ်တဲ့ကောင်ကြီးရပါတော့။ expedition အဖွဲ့က the curator က the painters ကိုအနိုင်ယူရန်ဖန်တီးဒီဇိုင်းထုတ်ထားတဲ့လက်နက်တစ်ခုကိုသူတို့ပေးတယ်ပေါ့နော်။ဆိုတော့နောက်ဆုံးတော့သူတို့လည်းဒီလက်နက်ကိုရယူပြီးတော့မိုနိုလစ်ကြောက်တံကိုရောက်ရှိလာတဲ့အခါရနွားကသူတို့ထပ်မံတားဆီးပြန်။ရနွားနဲ့ထပ်ရင်ဆိုင်တိုက်ခိုက်တယ်။ဒါပေမဲ့အကောင်းဆုံးကြိုးစားလဲဘလို့မှရနွားကိုမနိုင်နိုင်ဘူး။ဒါပေမဲ့ခက်ခဲသောအကြံတွေလို့ချင်တဲ့ curator ကြီးပေါ်လာတဲ့ရနွားရှိရင်ရတယ်။နောက်ဦးက ထူးဆန်းတဲ့စကားတွေပြောကြတယ်ဘရနော့ကသခရီတာကိုဘာဆိုကမင်းရဲ့သားရဲ့အချင်းချင်းတာဖြစ်ပြီးဘရနော့ကိုတတ်လိုက်တယ်ဆိုလို့ရှိရင်သူ့ဇနီးမပြန်လာနိုင်ဘူးလို့ပြောတယ်သခရီတာကကြတော့မတုံမလို့ပဲမိုင်ရဲ့လက်ကိုယူပြီးတော့ဘရနော့ရဲ့ရင်ဘတ်ပေါ်ထားလိုက်ပြီးတော့ဘရနော့ကကွန်မတ်ရှ်ပြီးပြီးတော့ထာဝရပြောက်ဝင်သွားတယ်ပေါ့နော်နောက်ဆုံးတော့ expedition 33အဖွဲ့က the paint trust နဲ့ရင်ဆိုင်ရမယ့်အချိန်ရောက်ပြီ the paint trust ကလည်းပြောတယ် my ex က alicia မဟုတ်ဘူး vaso ကလည်းငါရဲ့ vaso မဟုတ်ဘူးကြောင်းပြောတယ်ဒါရဲအကုန်လုံးက him သူ့ရဲ့လက်ကွက်ဆိုပြီးတော့ဒေါသထွက်ပြီးတော့ The Pain Trust and Expedition အဖွဲ့ချရတယ်ပေါ့နော်။ပြင်းထန်တင်မာနဲ့တိုက်ခိုက်ပွဲလုံးနေနေပဲပေါ့နော်။ The Pain Trust ကသူ့တိုက်ခိုက်တာကိုရက်တန့်လိုက်ပြီးတော့အဖွဲ့ကိုပြန်ပြီးတော့ heal လုပ်ပေးနေတွေးပြန်ဖြေပေးတယ်ပေါ့နော်။သူ့ကိုဆက်ချနိုင်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတွေးဖြေနေတယ်။တော့တိုက်ပွဲအပြီးမှာတော့ The Pain Trust က Vaso ရဲ့လက်ထဲမှာလဲလျောင်းနေရင်းနဲ့ why ဘာလို့လဲဆိုပြီး Vaso မေးတယ်။မာယာက The Pain Trust ကိုထိလိုက်တဲ့အခါမှာတော့ The Pain Trust ကသူမကိုအလေးစရာလို့နောက်တစ်ချိန်ခေါ်လိုက်ပြီးတော့ မိုနိုလစ်နဲ့အတူတူကမားရှယ်လိုမျိုးပြောက်ကွယ်သွားတယ်ပေါ့နော်လူမြဲရဲ့အနာဂတ်ဒီကဘာရဲ့အနာဂတ်ကိုသူတို့ကဲတင်နိုင်ခဲ့လိုက်ပြီလားပေါ့နော်လောလောဆယ်ကတော့ Myel လူနေနဲ့ CL တို့က Expedition 33ရဲ့အလံကို The Dangerous စိတ်ဆုံးသွားတဲ့နေရာမှာ site ထူလိုက်တယ်သူတို့ရဲ့စိတ်တွေတုံ့လုံနေကြသေးတယ်ဘာဖြစ်မှနားမလည်ဘူးလမ်းနေကြသေးတယ်ဆိုတော့ဘယ်မဲ့လဲလူမြဲမျိုးရဲ့အနာဂတ်အတွက်ညှို့လင်းချက်များနဲ့ပြည့်နေနေကြပြီးတော့လူမြဲမျိုးကိုပြန်လာတော့သူရဲကောင်းများဖြစ်ကြိုးစားခံရတယ်ပေါ့နော် ဒါပေမဲ့ကျိုးပြတ်သွားတဲ့မွန်တော်လေးကြောက်တိုင်းကနေ shock wave တစ်ခုထွက်ပေါ်လာပြီးတော့လူမြဲလူမျိုးတွေအကုန်ထိသွားပြီးတော့တိုးတိုးစီသည် gomage ပုံစံနဲ့ပျောက်ကွယ်သွားကြတယ်။အဲ့ကနေကျွန်တော်တို့ monolith ခုနှစ်49နှစ်ကိုပြန်ရောက်သွားပြီးတော့ပေါ့နော်။အလေးစရာအဖြစ်ဇာတ်လမ်းကိုကျွန်တော်ဆက်လက်ကြည့်ရှုရတယ်။ဒီမှာက expectation အဖွဲတွေးခဲ့တဲ့ manner အင်ဂျင်နဲ့တူတဲ့အရာတစ်ခုတွေ노လာတယ်။အလေးစရာကသူ့အမှ clear ရဲ့ခေါ်တန်းကိုအနောက်ကိုလိုက်ပြီးတော့ အောက်ထပ်မှာတွေ့တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်လူမြင်ရဲ့ကဘာရဲ့နောက်ွယ်ကအမှန်တရားကိုကျွန်တော်တို့သိရတယ်အလီစီယာရဲ့မိသားစုကအကုန်လုံးကပိန်တာစ်လို့ခေါ်တယ်ပကြီးစွဲသူများဖြစ်ကြပြီးတော့သူတို့ရဲ့စိတ်ကူးများဖြင့်စကူပေါ်မှာကန်ဗတ်စ်ပေါ်မှာပေါ့နော်အသက်ရှင်တော့ကဘာတကူဖန်တီးနေသွင်းရှိတယ်။ဗာဆိုဆိုတဲ့လူက အလီစီယာရဲ့အကူဖြစ်ပြီးတော့သူကသူ့မိသားစုရန်သူများဖြစ်တဲ့ The Riders အဖွဲ့ကအလေးစားကိုအသုံးပြုပြီးတော့မီလာမိုတကူကိုစတင်ခဲ့တဲ့အချိန်မှာသူ့ရဲ့ညီမကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့တင်ဆောင်ခဲ့တာ။အဲ့ဒီဖြစ်စဉ်ကြောင့်သူတို့ရဲ့မိခင်အလင်းကဝမ်းနည်းပူဆွမှုနဲ့နစ်မြုပ်သွားပြီးတော့ Vaso ဖန်တီးခဲ့တဲ့ Canvas တစ်ခုလုံးကဘာတစ်ခုတွင်တော့ဝင်ရောက်သွားတာ။အဲ့ဒီ Canvas အဲ့ဒီကဘာလေးက ကျွန်တော်တို့တောက်လျှောက်မြင်ခဲ့ရတဲ့ expectation ကလူမြဲမျိုးဘာညာလူတွေရှိတယ်ကျွန်တော်ကတော့လူမြဲကဘာလို့ပဲခေါ်ပါတော့เนาะဆိုတော့လူမြဲကဘာပဲဖြစ်တယ်အလင်းကလူမြဲကဘာအတွင်းမှာသူမရဲ့မိသားစုပုံလူများကိုဖန်တီးပြီးတော့သူ့ရဲ့ဝမ်းနဲ့ပူဆွေးမှုတတ်တအောင်စူးစမ်းနေခဲ့တာပေါ့เนาะအလင်းရဲ့ခင်ပွန်းဖြစ်တဲ့ယောက်ျားဖြစ်တဲ့ Renoir ကဒါတွေကိုမြင်ပြီးတော့သူကရေရှည်နေနဲ့ဖြစ်လာမဲ့အကျိုးဆက်ကိုသိလို့အလင်းကိုပြန်ခေါ်ဖို့အဲ့ဒီလူမြဲကဘာတွေလို့လိုက်သွားခဲ့တာဆိုတော့အလင်းက expectationer တွေချိန်မုန်းဖို့စူးစမ်းခဲ့တဲ့ The Pinterest ဖြစ်တော့လဲ သူမရဲ့နံပါတ်တွေကချင်းချောင်းနေတာမဟုတ်ဘဲနဲ့တတိပေးချက်သာဖြစ်တယ်။ Renoir ကအလင်းကိုအိမ်ပြန်ခေါ်ဖို့ Expeditioner ရဲ့ကပ္ပလူမြဲကပ္ပကိုဖျက်ဆီးဖို့ကြိုးစားနေတယ်ဆိုတာဒီလောက်ပဲအချိန်ရှိတော့တယ်ဆိုတာတတိပေးခြင်းဖြစ်တယ်။လီရှန်နဲ့ကလီယာတို့ကသူတို့ကမိဘတွေကပေါ့နော်ကန်ဗတ်စ်အတွင်း၌ရမ်းကြနေတော့နားလေသွားကြတော့သူတို့ကသူတို့ရဲ့အဖေဖြစ်တဲ့ပေါ့နော်ရနွားကိုအမြန်ဆုံးဒီဟိုအစစ်မှန်ကဘာကိုပြန်ခေါ်ဖို့ကြံစည်ကြတာပေါ့နော်ဘာလို့လဲဆိုတော့ကလီယာကပေါ့နော်သူတို့မိသားစုရဲ့ရန်သူတွေ the writer တွေကိုတိုက်ခိုက်ဖို့ရနွားရဲ့အင်အားကိုလိုအပ်တယ်လို့ပြောတယ်ပေါ့နော်အနှစ်ဦးစလုံးကတော့ ဒီ Vaso ရဲ့ဒီလူမြဲကဘာကိုပေါ့နော်အလင်းလုံးဝမတွေ့တဲ့နေရာတစ်ခုမှာဖွက်ထားဖို့ဆုံးဖြတ်ချလိုက်တယ်။အလီစီယာကတော့ဒီအဲ့ဒီလူမြဲကဘာတို့ဝင်ဝင်ပြီးတော့သူ့မိဘမျိုးကိုပြန်ခေါ်ဖို့နေလန်းရှာပေါ့နော်။ Clear ကကြတော့ Lord တဲ့အချိန်တွေမှာသူတို့ရဲ့ရန်သူတွေကိုခဏထိန်းထားမယ်ပေါ့။အလီစီယာက Canvas ဆိုတဲ့ဝင်ရောက်ခဲ့တဲ့အဲ့ဒီအချိန်တွေမှာပေါ့နော်။ဝင်ဝင်သွားခြင်းဒီ process တစ်ခုအရာအလီစီယာကစိတ်ရှုပ်ထွေးနေတဲ့အချိန်မှာအလင်းရဲ့ Chrome မှာပေါ့နော်ဒီအယောင်စွမ်းအားတွေကြောင့်သူ့အမေအလင်းရဲ့ဖန်တီးမှုတစ်ခုဖြင့်ပြောင်းလဲသွားတယ်။ ဒီလူမင်းကဘာမှာအလီရှားကအစ်စ်တဖန်ပြန်မွေးဖွားလာပြီးတော့အပြင်ကဘာလာတာသူဒီပိန်တာတူရဲ့ပါဝါတွေရှိတယ်ဘာညာတွေပေါ့နော်အားလုံးကိုသူကဆုံးရှုံးပြီးမေ့သွားတယ်ပေါ့နော်သူကအလီရှားကနေပြီးတော့မိုင်ယ်အဖြစ်ပြောင်းသွားတယ်အဲကနေကျွန်တော်တို့ပြစ်ဆုံးပိုင်အချိန်ပြောင်းလာတဲ့အချိန်မှာမိုင်ယ်ကအလီရှားကမှတ်ညံအကုန်ပြန်ရသွားပြီးတော့ အားလုံးဒီကိုမတ်ဖြစ်သွားပေမဲ့လည်းမထိခိုက်တူသေးသောဘာစုံနဲ့ပြန်လဲစုံပြီးတော့တကားတွေပြောပြီးတို့အပေရနွားကိုရှာဖွေဖို့ထွက်ခွာတယ်ပေါ့နော်သူတို့ရောက်လောက်ကျင်လာတော့ဗာလဲဆိုတော့ဒီ Pinterest ကအလင်းကပေါ့နော်လူမြင်ကပေါ်ပေါ်မှာဆက်မရှိနေတော့လဲဒီ Vasoyi Phantom မူအနေနဲ့ဆက်ပြီးရှင်သန်နိုင်တယ်ပေါ့နော်နောက်ပြီးလူမြင်ကပါထဲမှာကဲလူတွေအကုန်လုံးပြန်ပြီးရှင်သန်နိုင်အောင်တို့ရောသူတို့ဘွားတွေတို့နေနိုင်အောင်လုံးနိုင်မယ်လို့မျှော်လင့်ထားကြတယ်ပေါ့နော်ဒါပေမဲ့ ရနွားကအဲ့ဒါကိုညင်းနေပေါ့နော်ဘလောက်ပဲလူမြဲကပါဟိုကိုဖောက်ဖွက်ပေါ့နော်နေ့အမေအလင်းကတချိန်ကျလို့ရှင်ပြန်ရှာတွေ့ပြီးလူမျိုးဖြစ်စင်နေမယ်ပြန်ဖြစ်မယ်လူမြဲကပါအတွင်းတော့ထပ်မံကြောက်ရွံ့သွားပြီးအမှပိတ်မိနေမယ်ဆိုပြီးတော့သူကလုံးဝယုံကြည်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲမာရဲကသူ့ရဲ့ကိုပိုင်အစီအစဉ်ကိုသူကဆက်လုပ်တယ်ပေါ့နော်သူလည်း paint trust power ရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော် the Pinterest တူဖြစ်ပေါ်နော် expedition တက်တဲ့တပ်ဖွဲ့ဝင်များကိုသူကသူ့ရဲ့စွမ်းအားနဲ့ပြန်လည်ရှင်သန်စေပြီးတော့သူတို့အဖွဲ့ကအရှိကတိတ်ဆုံးသွားတဲ့ expedition အဖွဲ့ဝင်တွေရဲ့ chroma အင်အားများအကုန်လိုက်ပြီးစုဆောင်းမယ်စုဆောင်းပြီးတော့ Renoir နဲ့သူ့ရဲ့ creation တွေတိမ့်ပိုက်ထားတဲ့လူမြဲမျိုးကိုပြန်တိုက်ခိုက်တင်ယူမှာပေါ့နော်အားလုံးအပြီးမှာနောက်ဆုံးမှာ Bayel နဲ့သူမရဲ့တပ်ဖွဲ့ပေါ့နော် Renoir နဲ့ရင်ဆိုင်ခဲ့ကြပြီးတော့အနိုင်ယူနိုင်ခဲ့တယ်ပေါ့နော် Renoir က အလင်းကနှုတ်စလုံးကို canvas wall ဖြစ်တဲ့လူမြဲကဘာကနေပြီးတော့ထွက်ခွာအောင်လုပ်လိုက်နိုင်ခဲ့တယ်။တပွဲအပြီမှာ my anniversary ဆိုလို့နှစ်ယောက်လူမြဲကဘာနဲ့အစစ်မှန်ကဘာကြားတဲ့ကနေဆက်ကိုရောက်လာကြတယ်ပေါ့နော်။အဲ့ဒီနေရာမှာ canvas တစ်ခုအပေါ်တွင်အဆုံးရှိ ရေးဆွဲနေတဲ့ကောင်လေးတူကိုသူတို့တွေ့တယ်။အဲ့ဒီကောင်လေးကတော့တကယ်အစစ်မှန် version ရဲ့ဝိညာဉ်ဖြစ်ပြီးတော့သူတိတ်ဆုံးပြီးတော့ပကြီကားအတွင်းနိုင်ပိတ်မိနေပြီးတော့သူ့ရဲ့ဖန်တီးမှုတွေကိုအသက်တွင်းမှုအဆုံးမရှိအားထုတ်နေခြင်းဖြစ်တာပေါ့နော်။အဲ့တော့ version ကလူမြဲကဘာကိုဖျက်ပြီးတော့ ဘာဆိုရဲဝိညာဉ်လုံးမြောက်စေလို့ပြီးတော့မာရဲကကြတော့ပကြီကပြန်စီလိုက်မယ်ဆိုလို့ရှင်အစစ်မှန်ကဘာမှာသူအတီးကြံမဲ့ဘဝကိုပြန်မပြန်ခြင်းဘူးတော့မယ်ဆိုလို့ရှင်ညောက်သဘောမတူကြဘူးဘာဆိုကကြတော့ဒီကဘာကြီးအဆုံးသက်စေခြင်း ਨੇ မာရဲကကြတော့ဒီ illusion နဲ့မှသူကဆက်နေတယ်ဒီဟာကကြတော့ game ရဲ့နောက်ဆုံး final boss ပါပဲဒီ final boss က ending နှမျိုးဖြစ်ပေါ်စေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကမာရဲအဖြစ်တိုက်ခိုက်မယ်ဆိုလို့ရှင်သူဒီ verse ကိုအနိုင်ယူလိုက်ပြီးတော့ မကြီးကားနဲ့အတွင်းရှိလူအားလုံးကပေါ့နော်အမြဲတမ်းအသက်ဆက်ရှင်ထိုင်နေကြမှာပေါ့နော်။ဘာလို့ကကြတော့မာယောလက်ထဲမှာပေါ့နော်။တိတ်ဆုံးကနေမှာမာယောကိုသူ့ကိုပြန်အသက်သွင်းပြီးတော့သူ့ကိုပြန်ပြီးတော့သူ့ပါဝါတုံးပြီးတော့ထပ်ပြီးမရေးဆွဲဖို့တောင်းဆိုတယ်ပေါ့နော်။ဒီဘဝကိုသူမလိုချင်ဘူးဆိုပြီးသူကပြောတယ်။ပြီးတော့ကျွန်တော်တို့အချိန်နိုင်ငယ်ကြာပြီးဖြစ်တဲ့အာစင်းကိုမြင်ရတယ်ပေါ့နော်။ကျွန်တော်လူမြင်ရဲ့မျိုးကိုပြန်မြင်ရပြီးတော့မျိုးကစီစီကကမာယောနဲ့ကူစတာဖ် အပါဝင်ပေါ့နော်တူမကြီးအဖော်များဒီ expectation of 33ပေါ့နော်ကျွန်တော်တို့ရဲ့ party member တွေ opera yon တွေနဲ့ထိုင်နေကြအောင်ကျွန်တော်မြင်ရမယ်စင်ပေါ်မှာကြတော့အသက်ကြီးနေတဲ့ပါဆိုကစနေတီမယ်လို့ပြင်ဆင်နေတယ်အဲ့ဒီချိန်မှာကင်မရာကမာရပေါ့အနီးကပြတော့တူမရဲ့မျက်နှာပေါ်နေစေးစက်များပြန့်နှံ့နေတယ်ကျွန်တော်တွေ့ရတယ်တူမရဲ့မိခင်အလင်းပေါ့နော်ဒီ canvas တွေမှာအချိန်ကြာကြာပိတ်မိနေတယ်နေထိုင်ပြီးနောက်ဘက်မှာဖြစ်ခဲ့တဲ့အတိုင်းကျွန်တော်မြင်ခဲ့ရတာပေါ့နော် ။မမရဲ့ရွေးချယ်ခဲ့တဲ့လမ်းစဉ်ကသူ့မိသားစုရဲ့ပြဿနာကိုရှေ့လျားစေခဲ့ပြီးတော့သူ့အမေအလင်းကကန်ဗတ်ပေါ်လွတ်မြောက်သွားတော့လဲအလီစီယာကအဲ့ဒီဂွင်းဆက်ထဲမှာပကြီကားတွေနိုင်သူဆက်နေတယ်မို့သုံးဖြတ်လိုက်တယ်ပေါ့နော်။တမျိုးပြောမှန်ဆိုလို့ချင်းပူဆွေးဝမ်းနမ်းမှုဇဝင်ထဲမှာဆက်ပြီးတော့ပိတ်မိနေတယ်။တင်းဒီဗာဆိုအဖြစ်တိုက်ခိုက်မယ်ဆိုလို့ရှင်သူဒီမာရဲကိုအနိုင်ယူနိုင်လိုက်တယ်။မာရဲတဖြည်းဖြည်းပျောက်ကွယ်သွားခြင်းမှာဗာဆိုကသူ့မအား နေ့မှာတော့ပိန်တာဆွမ်းအားရှိကြောင်းသတိပေးတယ်ပေါ့နော်နေမလို့ကျင်းတဲ့ဘောကိုနေတိုင်းဖို့မလို့အမြဲတမ်းအစ်တစ်ခုကဘာတစ်ခုဖန်တီးနိုင်စွမ်းရှိတယ်ပေါ့နော်စိတ်ညစ်နေကြမလို့ပေါ့နော်မာရဲကိုနောက်ဆုံးတစ်ခါနှုတ်ဆက်ခဲ့ပြီးတော့ဖာဆိုကသူ့ရဲ့ဝိညာဉ်နဲ့လက်တွဲပြီးတော့အိုးစလုံးပျောက်ကွယ်သွားတယ်ပေါ့နော်အပီလေပြီးတော့ဇလန်းကကျွန်တော်အစ်စ်ကဘာကိုပြန်ရောက်သွားပြီးတော့အလီဇန်နဲ့သူမရဲ့မိသားစုပေါ့နော်ဒီအကုံဒီဗာဆိုရဲ့ဂူဝင်ဒီမှာတိတ်ဆိတ်စွာရနေကြတယ်။အဲ့ဒီ vibe တစ်ခုလုံးကလည်းလိမ့်နေတယ်ဆိုပေမဲ့လည်းမိသားစုဝင်နေတဲ့အောင်နဲ့တရားကိုနှစ်သိမ့်နေတယ်ဆိုကျွန်တော်တို့တွေ့ရတယ်။အလီဇန်ကသူ့မိဘနဲ့အမတွေသူ့မိသားစုထွက်ခွာသွားပြီးနောက် လူနေဂူစတာဖ်ဗာဇွန်နဲ့မာယဲတို့အဲ့ဒီလူတွေသူ့ပါတီမန်ပါတဲ့အကောင်လုံးမြင်ကွင်းတစ်ခုမြင်လိုက်ရတယ်။သူတို့တွေအလီဇီယာကိုလှမ်းပြီးတော့လက်ပြနှုတ်ဆက်ပြီးတော့ပျောက်ကွယ်သွားတယ်။အလီဇီယာအတွက်တော့သူတို့မရှိတော့လဲအမှတ်တရတွေ့ကြုံနေတဲ့မှာနှစ်သိမ့်မှုကိုရှာတွေ့နိုင်ပါသေးတယ်။အလီဇီယာနဲ့သူ့ရဲ့မိသားစုအတွက်ကကြတော့ဒါတော့ happy ending တော့မဟုတ်ခဲ့ပါဘူးပေါ့နော်။တော်တော်လေ tower ဆိုင်ကူရင်မှုတစ်ခုမှအမြင့်တွေ့တာမဟုတ်ပဲနဲ့ရှေ့ဆက်လမ်းလျှောက်ခြင်းဖြင့်အကြံမှုတွေကိုကုစားဖို့နီလန်အသေးရှာဖို့တွေ့ရှိနိုင်တဲ့ ending မှာလို့ကျွန်တော်တို့ပြောမှာပေါ့နော်။